ကဲပြန်လဲရောက်ရှိလို့လာပြီဆိုတဲ့အခါတမေရမှာခုနပဲသွားတာကိုဟမ်ခုနပဲသွားခဏလေးဖက်နဲ့ကြောင်းရမှာခင်ဗျိုးဝင်ကြောင်းရတားရံဖြူလားအတန်နေလဲလေအဲတော့အသားပြ producer ကိုလည်းလိမ့်မိထားတယ်ရှင်းတယ်နော်အေးပြီးတော့ပြအောင်ပြပါလားနေမလာလို့တခါနေဆိုတော့မမတွေကရမ်းတဲ့ကွာရမ်းချစ်ကြတယ်လို့ညိုရဲ့အယောင်ဟတ်သွားတာအဲလေးနော်တော်တော်ဖြူတာပဲညီမလေး ဒါတော့ဟိုဘောသူ့ရဲ့အရွယ်နဲ့သူ့ရဲ့လှသွေးကြွယ်ရဲ့ဘာမှအားကြရအောင်စမ်းပါဦးဟုတ်ကဲ့မှန်ပါပဲအားကြရအောင်ဟုတ်ကဲ့ဟုတ်ကဲ့လဲနော်မိန်းကလေးတိုင်းအားကြရအောင်ကျေးဇူးလို့ညီမလေးဟုတ်ကဲ့ငွေရဟုတ်ကဲ့ငွေရတော့ဖြူဖြူလေးပဲကပြားမှုလို့နည်းဆက်လို့ဟုတ်ကဲ့ကပြားဆိုဘာနဲ့ဘာနဲ့ဆက်ဘာလိုမျိုးလဲတရုတ်နဲ့နည်းနည်းဆက်တာဖြစ်ဖြစ်ဘာက Chinese ကလေးစတိုင်းလေးလားอืมကျုံမလေးကိုအဲကပြားမလေးပမာတော့ဝတ်ပမာတော့ဝတ် ငယ်ရလည်းချစ်ဖို့ကောင်းတယ်အခုကြီးလာပိုလှလာဟုတ်တယ်နော်ဆော့ဆော့တော့မှသူ့ကိုဝင်လာမှတ်မိဘူးသူကမသိပြီးတော့မတရားကြည့်ရတော့မှသူဖြစ်အင်းအကြီးဆုံးနိုင်တယ်ပါမိုက်ကျိုးအဲ့လိုရှက်ရလို့အေးမဆက်တော့ကွာအဲ့လိုမျိုးဟုတ်တယ်တော့မိလို့ရလို့မရတော့ဘူးโอเคညီမလေးအခုလက်တလောဒီဇလန်တွဲလေးတွေကြိုက်ဖြစ်နေတယ်ပေါ့ခက်ဆက်ဆက်အခုလည်းလေ့လာမိတယ်လို့သိရတယ်ဒါပေမဲ့တချို့ဇလန်တွဲတွေကတော့ဒီပြိသက်တွေရှိကိုရောက်လာမှုမရှိသေးဘူးเนาะဘာဖြစ်လို့လဲဘာလို့ကြာကြာနေရလဲ အဲဘာလို့ကြံ့ကြာနေလဲဆိုရုံလည်းသိချင်တာပေါ့နော်သရုပ်ဆောင်နေရတော့အဲ့လိုမျိုးရိုက်ပြီးလို့ရှိရင်ချက်ချင်းဒီဟာကိုပြိတ္တာကိုမြန်မြန်ကြီးစေခြင်းမျိုးပြိတ္တာဆရာအတန်ကိုပြန်ကြားချင်တာပေါ့နော်အဲဒါပေမဲ့အဲ့လိုမျိုးနည်းနည်းကြာနေတဲ့အခါကျတော့ဟိုထပ်လုပ်ဖို့ဟိုလို့ပြောမလဲစိတ်ထဲမှာအာသိမ့်မရှိသေးဘူးဖြစ်နေရပေါ့နော်အဲ့လို CV တစ်ခုထွက်ပြီးရင်ပြိတ္တာ feedback နားထောင်ပြီးတော့မှနောက်တစ်ခုရိုက်ဖို့အတွက်အဲ့လို modi ယူရတာဆိုတော့လေအဲရုံးတို့လည်းဘာလို့ကြာလဲတော့မသိဒါပေမဲ့ကိုယ်စန္ဒအရာဆိုရင်တော့မြန်စေချင်တာပေါ့ဘယ်လို character လေးတွေ တေးဥဆောင်ထားလိုက်အဲ့ထဲမှာအမ်ရောအဲ့လို series အခုနောက်ပိုင်းရိုက်တာများတော့လေအမ် series ဆိုတာအပိုင်းဟို10ပိုင်းထပ်မကကြည့်ရဆိုတော့လေဟိုလူတွေကအဒီ character နဲ့မျက်စိရမှာအဲ့လိုဆွဲသွားပြီလို့ရှင်လေအဲနောက်တစ်ခါအချိန်နေအများကြီးပေးလို့ရှင်ကြတော့အဲ့ဒါနဲ့ကွဲပြားရဲဟာပဲဖန်တီးချင်တာပေါ့နော်အဲ့တော့ဟို series တစ်ခုဆိုတစ်ခုအချိန်ပေးရတယ်တက်အောင်ပြီးတော့ပြည့်တက်ကြည့်ရတယ်လည်းတက်အောင် အဲ့လိုမတူတဲ့ဟာလေးရောဥစားပေးပြီးရောရွေးဖြစ်ပါဟုတ်ဟုတ်တယ်ကိုက်တာရွေးချယ်ရဲ့ပိုင်းရလဲလိုအပ်တယ်เนาะဆိုတော့အဲ့တော့လက်တလုံးမှာမတို့ဟိုးရင်နေရဆိုလို့ရှင်ရုံးဟိုဗီဒီယိုဇကားတွေပြီးတော့ရုပ်ရှင်ကားကြီးတွေမှာလည်းကလေးသေးဆောင်တယောက်အနေနဲ့အများကြီးအများကြီးရိုက်ကူးခဲ့ရခုနောက်ပိုင်းတော့ဇလန်ဒရိတ်လည်းအများကြီးလာဆိုတော့ရုံးအနေနဲ့ကရုံးချစ်တဲ့ပရိသတ်တွေအတွက်အဆက်မပြတ်เนาะလူပညာဖန်တီးမှုတွေကအများကြီးလုပ်နေပါတယ်အဲ့ဒါကိုလည်းအဲကြည့်ပြီးတော့ပရိသတ်တယောက်အနေနဲ့ရန်သဘောကြပါတယ်ညီမအဲ့တော့ငယ်ဘွားလေးကိုပြန်သွားရအောင်မတို့အဲ့တော့၃နှစ်လောက်ကလေးကစားရလားလူပညာတက်ချမ်းဟုတ်တယ်ရုံးဇကားတောင်တေချာ ပြောတတ်ဖြစ်နေတဲ့အရွယ်ပေါ့အင်းအဲ့လိုမျိုးစဖြစ်သွားရဲဆိုတာကလည်းအရင်တော့ကကြောက်ဟိုယူနိုဒီလိုမျိုးဖုန်းနေပါလေအဲ့လိုလူတိုင်းကလက်ထဲမှာမရှိသေးတဲ့အချိန်မှာအဲ့လိုပြန်ကြည့်လို့ရတဲ့ recording အမှတ်တရလေးရှိအောင်ဆိုပြီးတော့ပဲမိဘတွေကအမှတ်တရအနေနဲ့လုတ်ခိုင်းလိုက်တာပေါ့နော်အဲ့လိုဒီခလေးတယောက်ဆောင်ဟိုအလုတ်တစ်ခုအနေနဲ့လို့ယူနိုဒါမျိုးလမ်းကြောင်းပေးရမျိုးတော့မဟုတ်ဘူးပေါ့ဟုတ်ဟုတ်အဲ့လိုမျိုးသူကြည့်လိုက်ပြန်ကြည့်လို့ရအောင်ဆိုပြီးတော့ ြင်ကြီးဟုတ်ဘယ်လိုဆက်ဆက်ပြီးတော့ဒီဒီအဲ့အနုပညာဒီလောကတွေကိုရောက်လာတယ်အဲ့ဒါကြောင့်အာဘယ်လိုရောက်လာလဲဆိုတော့အရင်ဖွားဖွားကအနုပညာရှင်လေဟုတ်အာဖွားဖွားကအရင်တော့တရုတ်ဆောင်လုတ်ခဲ့ပေါ့နော်ပြီးတော့နဲအသက်ကြီးလာတော့အမေများဖွဲ့မှာလည်းပါတယ်အဲ့လိုမျိုးသူ college ရှင်နေဝင်အဲ့လိုမင်းသားကြီးရေမင်းသမီးကြီးရေနဲ့သူကိုယ်အများကြီးရိုက်ခဲ့ရပါတော့အဲ့ဆိုတော့နုပညာမျိုးရိုးရှိရလို့ပြောရမှာပေါ့ဆိုတော့သူချောင်းကနေတဆင်အဲ့မှာအင်းကလေး ကလေးတျုပ်ဆောင်လေးအခန်းမှာအဲ့လိုမျိုးစကားဆက်မိရာနေပြီးတော့မမေရကလည်းအော်အဖတ်တရားသူကြီးလိုက်ပြန်ကြည့်ပါစေဆိုပြီးတော့ထည့်ရိုက်လိုက်တာအဲ့မှာပထမအဆုံးကဥကျော်ဟင်းနဲ့ရိုက်ဖြစ်သွားဟုတ်ရိုက်ဖြစ်သွားပြီးတော့အာอืมတပတ်လောက်နေတော့နောက်တကထည့်ရိုက်အဲ့လိုတော့တော့ပဲစားကြည့်အောင်ဒါပေမဲ့အဲ့ရောင်းကြောင်ရအရန်ငယ်သေးရောလေဟိုအဲ့ရောရောအိမ်မှာလည်းဘယ်လိုပြောမလဲอืมသူတို့တော့တမီးဆိုတော့ လူတွေအများကြီးနဲ့နေရအဲ့လိုအချင်းသာတိတ်မရအောင်ရှူတင်မားကြောင့်လူတွေအများကြီးနဲ့ဆုံရရဲအာပြီးတော့နည်းနည်းပင်မန်းရရဲဆိုတော့အဲ့မှာဖျောက်သွားတားလိုက်ငယ်သေးတာဟုတ်တားလိုက်ငယ်သေးအာဖျောက်သွားအဲ့လိုဖေဖေအဲ့လောက်ပဲခေါ်တတ်တယ်ရာဖေဖေပြီးဟုတ်ကဲ့အဲ့လိုမျိုးဦးကျော်ဟင်ဖေ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 နဲ့အဲ့လိုမျိုးသူနဲ့ပဲနှစ်ကားသုံးကားလောက်ဆက်တိုက်ရဲဖြစ်တာဆိုတော့လေအာပြီးတော့အဲ့နေမကောင်းဖြစ်သွားတော့လူကြီးရာစိတ်ပူပြီးတော့မရိုက်ခိုင်းတော့အာပြီးတော့၅နှစ်လောက်နေမှပြန်ရင်ပြန်ရတာ အဲ့ဒါတောက်လျှောက်ပဲအဲ့တောက်လျှောက်ပဲဒါလည်းကိုကိုတိုင်းလည်းဝါသနာပါနေတယ်ပေါ့အဲ့ပညာပေါ်ပါတယ်။ဟုတ်တယ်ဘူးဟိုအဲ့တော့ဝါဒနာဆိုတာဗာလဲအောင်သိအောင်မဟုတ်ဘူး။အုံနောက်ကတည်တည်လေးပဲရှိတယ်ရောလေ။ဒါမဲ့အဲရိုက်ကွဲမှာဆိုရင်လူတွေနဲ့တွေ့ရပျော်တယ်။နောက်ပြီးတော့အဲ့လိုကိုကိုတေးဥဆောင်လိုက်တယ်ဆိုအဲချီချူးရယ်ဆိုရင်လည်းပျော်တယ်။ကိုချောက်မှုလို့လူကြီးရေဟိုအဆင်ပြေပြေဖြစ်သွားရဲဆိုလို့ရှိရင်အဲ့ feeling ကိုကြိုက်တာပေါ့နော်။အမ်ကိုမာဝါလို့ပြန်ရရရယ်ဆိုတာမျိုးဖြစ်မှာအရင်ကြောက်တယ်။ အဲ့ဆိုငယ်လေးရတာဝန်ယူခြင်းစိတ်ရှိတယ်အဲ့ဟုတ်တယ်ဟုတ်တယ်တော့ကွာဘာလဲကျန်โอเคอันนั้นจิมาเตียยูออนแคปริกอนဖြစ်လို့လဲပါမယ်ဆင်းအဲ့လိုတခုခုဆိုအဲ့လိုတာဝန်ယူပြီးတာဝန်ကြည့်အောင်လုပ်ရှင်နေပေါ့အဲ့အဲ့ခံစားချက်လေအဲ့လိုကြိုက်ပြီးတော့အဲ့လိုကိုးတက်တာလေဟိုနေ့တိုင်းမှာလေအောင်မြင်မှုလို့ပဲလေဟို အလုံးလိုက်ကြည့်တော့ဟုတ်တယ်ကြောင်းတက်တာလည်းအဲ့ကြောင်းတော့ကောင်းကောင်းမတက်သေးဘူးဆိုတော့လေဒီဒီ feeling လေးပဲရှိအကြောင်းစာမှာဟိုစတော့ရတယ်ဗါရီကခဏနောက်ပေါ့နော်အဲ shooting မှာတနေ့တနေ့အဆင်ပြေပြေရဲအောင်မြင်နဲ့ရိုက်ကူးပြီးွားရဲအဲ့ feeling လေးကြိုက်တယ်အဲ့လိုမျိုးနဲ့ရိုက်ကွဲမှာနေပြော်ွားအဲ့လိုတေယုဆောင်တာဝါသနာပါတယ်လို့ဘာလို့မသိတတ်သေးဘူးဟုတ် တိုးတယ်နော်အဲ့လိုကလေးလေးကလည်းငယ်လေးတွေကဒါမိဘကိုဒါတစ်ဖက်တစ်လမ်းပြန်ထောက်ပံ့နေတာပဲနော်အဲ့ဒါလေကိုမို့ဖိုကိုရှာပါဘာလဲနော်ဒါထောက်ပံ့တာပဲလေပတ်သက်မကုန်ဘူးလေကိုဘုတ်ကိုရှာတာကြီးမှပြန်တောင်းစားအေးနော်ကြီးကမလောက်တော့လောက်တော့နော်ဒီဘောဒီဘောအော်ညီမလေးအခုဆိုလို့ရှိရင်တရုတ်ဆောင်လာတဲ့တက်တန်နဲမမဟုတ်တော့တော့နှစ်ပေါင်းဟုတ်အာအသက်လုံးနီးပါးကြီးလို့ဖြစ်တယ်အသက်လုံးနီးပါးဖြစ်သွားတယ်သုံးနှစ် အတက်ကတော့နည်းနည်းလောက်လာဟုတ်အတက်ကတော့နည်းနည်းလောက်နှုတ်ပေါ့နော်ဘာလို့ငငယ်တော့ကြာတာဟိုတင်တဲ့အတိုင်းပဲလုတ်သေးတာဆိုတော့လေအဲ9နှစ်လောက်6နှစ်လောက်ကြာအဲငိုဆိုငိုတက်လာပြီပေါ့အဲ6နှစ်မှငိုတက်နေ9နှစ်လောက်မှငိုတက်နေပြီငိုတက်နေအခုလို့ဆိုရိုက်မှငိုတာအဲ့ အဲ့မျိုးဆိုအဖွာစိတ်ပူလို့ဆိုတော့ရေခွက်လေးနဲ့စအောင်အဲ့လိုမျက်ရည်လေးထည့်ပေးမလို့အော်ငိုချလိုက် original ငိုလိုက် original ငိုလိုက်အဲ့အချိန်မှာတိနေပြီတေးဥဆောင်နေရတာဟုတ်တယ်တိနေပြီအဲ့ဆိုအဲ့အဲ့ငါးနှစ်လောက်ကမှစတွက်မယ်ဆိုရင်အခု25နှစ်ဆိုတော့နှစ်20လောက်ရှိပြီ25နှစ်ရှိပြီလားဟုတ်25ရှိပြီကိုယ်ညလုံးထဲမှာအဲ့လိုလေးကလေးလေးလိုပဲဟုတ်တယ်သူစတဲ့တော့လည်းသူကလေးလေးလိုပဲမြင်နေတယ်သူပြောတာပိုလာလာလို့ကိုယ်ကလည်းလူကြီးလိုမနေဘူးမနေဘူးအဲ့လို ဟုတ်ကိုထက်ငယ်လူရအကိုထက်ဟုတ်တယ်ကိုထက်ငယ်လူရညီမလေးလို့ခေါ်လဲဟုတ်မလို့ပြောတော့ဆင်ပြေလေးเนาะညီမလေးเนาะ တော်တော်ဒီကလေးသေးဥစားဆိုတော့ဒီပရိသတ်တွေရဲ့အမြင်ကွာဒီလားတောက်လျှောက်ရုံးတွေ့ပြီဆိုလဲကလေးသေးဥစားဆိုပြီးတော့ပဲမြင်ကြတာကလေးလေးလိုပဲချစ်ဖို့လည်းကောင်းလို့ချစ်ကြတာပေါ့နော်ဒါပေမဲ့တကယ်တကယ်တမ်းကိုကဒီလိုမျိုးနှုတ်ပညာအလုပ်လုပ်လာတဲ့အချိန်မှာဒီဟိုပေါ့ခေါင်းဆောင်မင်းသမီးတယောက်အနေနဲ့ရိုက်ကူးတော့မဲ့အချိန်အချိန်ခါအရွယ်ကိုရောက်လာပြီကွာအဲ့အချိန်မှာဒီကလေးသေးဥစားဆိုတဲ့အမြင်ပရိသတ်တွေအမြင်ကနေပြီးတော့လွှမ်းမိုးမှုကနေပေါ့အဲအဲ့လွှမ်းမိုးမှုကနေပြီးတော့ညီမလေးခွဲထွက်ဖို့အတွက်ကိုဘာတွေစူးစမ်းခဲ့လဲပေါ့ အဲကိုဘက်ကရောအဲလဲသေယောဆောင်ကိုပိုင်းနဲ့ပတ်သက်ပြီးဘယ်လိုအပြောင်းလဲရှိခဲ့လဲပေါ့အဲ့လိုမျိုးဟိုသူတို့ရဲ့အမြင်ကိုလုံးဝထက်မတွေ့ဘူးလားဆိုတော့ထက်တော့တွေ့ရပေါ့နော်ပြီးတော့ဟိုယူဟာကြတော့အခုဒီ16ဆက်ခုမှာစတွေ့လို့ရှိရင်လူရ expectation အဲ့လောက်ရှိမှာမဟုတ်ဒါပေမဲ့ယူ7နဲ့17နဲ့မှာအိုင်တန်နေအများကြီးလောက်ခဲ့တာမြင်တာတော့ expectation ကလည်းများကြရပေါ့နော်ပြီးတော့ကေပီပါရထားတာဟုတ်တယ်အဲ့လိုဆိုရင် အဟာတာတေးဥဆောင်နေပါလေဆိုရင်တော့တို့ကအဲ့လိုမျိုးတိတ်မကြိုက်ကြဘူးရောအိုင်တင်လုတ်ပြတာပဲကြည့်ချင်တာအဲ့လိုအရင်တိကျအဲ့လိုမျိုးဟုတ်အဲ့လိုမျိုး heavy ပုံစံပြတာအဲ့လိုမျိုးတေးဥဆောင်ပြတာတို့ကကြည့်ချင်တာပေါ့နော်အဲ့လိုဆိုတော့အဇက်လန်းရွေးရတဲ့အချိန်မှာလည်းနည်းနည်းလေးရောအော်အကန့်အသတ်ပုံများရဲ့လို့ခံစားရအဲ့လိုခိုင်ကြလို့ရှိရင်ဒီကားလေးဆိုအဲကိုလည်းရိုက်ရရပြောရဲဘာလဲတေးဥဆောင်နေရလဲအများကြီးပဲရိုက်လိုက်ချင်တယ်ဒါမှမဟုတ်อืมตรอฟีบักอะละมอเอ่อตัวโหญ่อเล่นน่ะดิแท้เอ่อ ဒီထက်မကဘူး heavy မြင်လာတဲ့အခါကျတော့เนาะညီမလေးအဲ့လိုဖြစ်တယ်ဟိုအဲ့ဒါပါပဲဟိုဒီထက်ပို့ပြီးတော့ဒီအရွယ်ချောင်းဖို့လို့ကိုစူးစမ်းပြီးပြောင်းလဲရတော့အရင်တော့မရှိပြီးတော့ပြောင်းဒီနည်းနည်း15 16ဖြစ်တဲ့အချိန်မှာရ2000မွေးရလေ2000မွေးရောအတက်ကအဲခုနှစ်နဲ့အတူတူပဲအခုအခုတူလေးနေအခါကောစားကတည်းကပဲကြီးအဲ့ အာယောဆက်ချောင်းဆက်ခုံဖြစ်လာတဲ့အချိန်မှာ2016 2016ခုံပေါ့အဲ့ချိန်မှာလည်းဟိုဆယ်ကျော်တက်တိ ਉ ဆောင်လေးကိုနေရပေးလာကြတယ်အရင်လိုမျိုးဟိုမင်းသားမင်းသမီးရဲ့ကလေးတိ ਉ ဆောင်ရဲ့အဲ့နှစ်ခုလည်းမဟုတ်တော့ကြားရဆယ်ကျော်တက်အရွယ်လေးကိုလည်းဟိုနိုင်ငံတကာမှာပါလေအဲ့လိုဒီ fee ဆက်လက်ခံလာကြဆိုတော့ရောအဲ့လိုအချိန်လေးနဲ့ကြုံရတော့နည်းနည်းကန်ကောင်းတာပေါ့နော်ဟုတ်တယ်နော်ရောအရင်တော့ဒီအမ် MRD4 ကပြခဲ့တဲ့ဒီမနေ့ကဖြစ်တည်ရောဘာလို့ဇလန်တွဲဆိုရင်ပန်းရောင်ဟို အဟုတ်တယ်ပန်းရောင်ဆိုအဲ့လိုမျိုးလေးတိရုပ်ဆောင်ခဲ့ပါတော့အဲ့ဒါဆိုလဲဟိုခေါင်းဆောင်ကြီးလည်းမဟုတ်ဘူးအဲကလေးတိရုပ်ဆောင်လည်းမဟုတ်တော့ဘူးဒါပေမဲ့ဆယ်ကျော်တက်အရွယ်မှာသူ့ရဲ့ character လေးရခဲ့ရပါတော့အဲ့တော့ရုံးထွက်ဟိုအပြောင်းလဲရနည်းနည်းအရင်စူးစမ်းကြမလို့လိုက်ဘူးဟုတ်ဟိုကိုနဲ့ live ဖတ်တယ်ကိုလုံးနိုင်မယ်ထင်တဲ့ character လေးလက်ခံရင်းနဲ့ပဲ ကူပြောင်းသွားပေါ့ဟုတ်တယ်ဟုတ်တယ်အမလည်းတတိထားမိတယ်အာယွန်းရဲ့ကံတရားတစ်ခုလည်းပါမယ်နဲ့တူတယ်ဟိုငယ်တုန်းကလည်းချစ်ပြီးကြတယ်ယွန်းအသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာကိုယ့်ရဲ့အသက်ရွယ်နဲ့ life character လောက်တဲ့အခါမှာလည်းပြိတ္တတရားအမြင်ကကွဲလွဲမသွားဘူးယွန်းမဲဆိုပြီးတော့ယွန်းတိုးဆောင်တယောက်နေနဲ့သူတို့ထပ်ပြီးတော့မြင်မိကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါညီမလေးရဲ့စူးစမ်းမှုရောကိုယ့်ရဲ့ဒါကုသိုလ်ကံတရားလေးရောပါမယ်နဲ့တူတယ်ပြီးတော့လေသူ့ကိုသဘောကျတာလေးတစ်ခုကဘာလဲဆိုတော့အနုပညာမှာမှတ်တိုင်တစ်ခုပေါ့နော်ငငယ်လေးနဲ့မှတ်တိုင်တစ်ခုလည်းစိုက်နိုင်ခဲ့တယ်အနုပညာနဲ့ပတ်သက်တဲ့အရေးချင်းလည်းပြည့်ဝတယ်လို့ပညာရေးလည်းမလင့်အောင်လုပ်နိုင်တယ် ဆိုတော့အဲ့အပိုင်းနေရာရောကိုကိုရိုင်းရဲ့စိတ်တစ်ခုတည်းနဲ့လားဒါမှမဟုတ်မိဘတွေကတေချာလမ်းကြောင်းလုပ်ပေးလို့များလားညီမလေးကိုကိုရိုင်းစိတ်တစ်ခုမဟုတ်တာတေချာဟုတ်တယ်လမ်းကြောင်းလုပ်ပေးတော့အာဘယ်လိုပဲရွာအဲတူကြီးတို့တမီဖြစ်တာကလည်းဟိုအဓိကအကြောင်းပြချက်တစ်ခုပေါ့နော်တယောက်တည်းပဲရှိရောမမေကသူ့ရဲ့ဟို expectation အကုန်လုံးယွန်းစီမှာပဲအဲ့တော့ ဒီအနုပညာလမ်းကြောင်းကိုရှောက်ဖြစ်သွားတဲ့အချိန်မှာသူအကောင်းဆုံး sporting ပေးတဲ့လိုမျိုးဒီဟာကြောင့်ဟိုဘက်ကိုယော့သွားတယ်ဆိုမျိုးလေသူကအဖြစ်မခံရခြင်းဘူးအဲ့တော့ um ဟိုစာဆိုလဲအဲ့လိုမျိုးစာလဲမလဲစာလဲမလဲဟဲ့လောကျောင်းနေတက်ချင်တက်ပြီးတော့ရှင်အာ ပြိုင်ပွဲဆိုလည်းအရင်ပြိုင်ခိုင်းတယ်ဆိုင်စာကုန်းပြိုင်ပွဲစကေလူပြိုင်ပွဲပချီပြိုင်ပွဲဟာငငယ်တော့ဆိုပြိုင်ပွဲအကုန်အဆုံးဝင်ပြန်ရအမေမေကစုအရင်မှတ်တယ်စုအရင်မှတ်တော့နှစ်တိုင်းသူ့တော့စုယူပေးနိုင်အောင်လို့နှစ်တိုင်းစူးစမ်းရပါတော့အဲ့တော့အဲ့ပညာရေးမှာမလဲဟင်သွားဘူးပေါ့ပညာရေးဆုံးခန်းတိုင်နေနောက်ပြီးတော့အဲ့လိုတခြား အဲဒီမြန်မာအကြောင်းအပြည့်အဝမှာတခြားအကြောင်းတွေရောအစုံတက်ဖြစ်ခဲ့ရပါဘောနော်ငငယ်ရောအကြောင်းရဲ့ကျူရှင်ရဲ့ရှူတင်ရဲ့အဲ့လိုပဲလဲခဲ့ရပါဟုတ်အခုကိုတော့အခုလည်းဖတ်ပြီးရဲ့အဲ့လိုကိုအိမ်ကလည်းစုရမ်းမှတ်တာလေဟုတ်လားဘာစုရလဲဘူးရောအခုရရဘာလို့ရလဲဘယ်လိုမျိုးစုပြီးရောလေအမေကစုရခဲ့တယ်အားရတင်ထားအိမ်မှာတရထားတာတကယ်တော့ဈေးရဝယ်လာမှမသိဘူး กว่าเลยเนาะกว่าแล้วกว่าช้ามือเลยใช่ดังแม้ตะนี่ตะท่านเอาเลยเนาะบวยได้ทีดาบ่ดาบ่เออตะคามาบ่จ้าเลยเนาะโอเคครับแล้วเนี่ยแล้วทุกคนญาติมาลีเนี่ยเนมู่ถ่ายหมู่เลยปုံซันลีโอเลยตะโบจ้าเลยตะคู่คู่ส่วนญาติมาลีบ้ามาถั่วไม่ชินไอ้ตะคู่กูดีท้ามีเลยโหโซเชียลมีเดียมาพี่บาไม่พี่ญาติมาลีโอหลุมีตะโชตะเลียပြောลาดาไม่พี่ชื่อดาลีพี่ญาติมาลีเปลี่ยนชินดาเลยตะคามาบ่มีหมู่อะเนี่ยปะทะพี่รอบะหลุมีโกกูกูดาหนีเลยบ่เนาะคอนโทรลลงไปนี่แหละอืมถ้าโห ဒီအလုံးလုံးနေတော့အကုန်လုံးသူများထက်ကိုပို့ပြောခံရမှာပဲပေါ့နော်အပြင်လောကမှာလည်းဟိုလူအမျိုးမျိုးလူတွေရဲ့ကြားထဲမှာနေလို့ရှိရင်အမျိုးမျိုးပြောခံနေရပါပဲပေါ့နော်ယင်းတို့ဒီအလုပ်ကိုရွေးချယ်လိုက်တယ်ပြီးတော့တသက်လုံးလုံးလာတဲ့လူတယောက်နေနဲ့ပို့ပြီးတော့တော့ပါသူများရဲ့ထက်အမ်စိတ်ဝင်စားမှုရောစိတ်ဝင်စားမှုဆိုတာတခုခုဆိုလို့ရှိရင်ကိုယ့်မျက်စိအောက်ကကြီးလာတဲ့ကလေးလိုဖြစ်တဲ့အတွက်ဟို မေတ္တာပို့ရှိကြအဲ့ဘိုးရဲ့တာသမီးကိုဖြစ်နေကြအောင်လုပ်လားမေတ္တာပို့ရှိရမေတ္တာနဲ့စေတနာနဲ့ပြောရတွေ့လည်းပုံများရဲ့အာနောက်ပြီးတော့အမားမခံခြင်းကြောင့်အဲ့အဲ့လိုမျိုးအဲ့လိုမျိုးလေးဖြစ်တာပေါ့နော်အဲ့ချိန်မှာရုံးဟိုဘသူဝပဲဘလို့စေတနာနဲ့ပဲဖြစ်ဘလို့အမြင်နဲ့ပဲဖြစ်ဖြစ်ပြောပြောရုံးကအဲခံခံတယ်ပေါ့နော်ခံတယ်ဆိုတာဒါကိုဟိုလက်ခံတယ်ဟို ကောင်းတဲ့အတွေးနဲ့ကောင်းတဲ့စိတ်နဲ့ပဲလက်ခံတယ်ပေါ့နော်ပြီးတော့အဲ့အရာတွေကိုကြည့်ပြီးတော့ဟို negative အတွေးမဝင်အောင်စိတ်တွေအရန်ဟိုဘယ်လိုပြောမလဲဖြစ်စီမှုမဖြစ်အောင်လို့နေလိုက်တယ်ပေါ့နော်ဟိုရှင်းတယ်ဆိုရင်ကျတော့ဟိုကိုတယောက်တည်းအကြောင်းကိုပြောလို့မရအောင်ရှင်းတယ်ဆိုရင်သူများ personal လည်းပါနိုင်တယ်ပေါ့နော်အော်ဘယ်တော့မှဟိုကိုတယောက်တည်းကိုမှန်ဒါပဲဖြစ်ဖြစ်ကိုကောင်းတယ်ဆိုတာပဲဖြစ်ဖြစ်အဲ့လိုပြောကျင်တဲ့အခါမှာအဲတခြားအဲ ဟိုတက်ပါတီရှိရပေါ့နော်အဲ့ဆိုသူများအကြောင်းရမပါစေချင်ဘူးအမ်ပြီးတော့အဲ့ပါဝါခဲလို့ရှိရင်လည်းဟိုအမှန်မဟုတ်မှာကိုစိုးရိမ်နေဟိုဘယ်လိုပြောမလဲပါသွားခဲ့ရအောင် miss information ဖြစ်သွားရင်မကောင်းဘောเนาะအဲ့လိုမျိုးမဖြစ်စေချင်တဲ့အတွက်တခုခုဆိုလို့ရှိရင်ဘယ်တော့မှကွာပြန်မရှင်းဘူးအဲ့လိုပြီးတော့ ဥပမာ trust issue ရှိရဲ့အဲ့လိုခုခုဆိုရင်ငါသိထားတာအမှန်ဟုတ်ရဲ့လားငါလိန်ခံထားတာလားမသိဘူးအဲ့လိုငငယ်လေးခဲ့ရတယ်အဲ့လိုတယောက်တည်းနေရများတဲ့ခါကျတွေးရသမီးလုံးတယောက်တည်းနေရများအပေါင်းတင်းနဲ့အများကြီးမထားတဲ့ခါကျဟုတ်အတွေးများတယောက်တည်းဆိုအတွေးများငါသိထားရအမှန်နေဟုတ်ရဲ့လားမသိဘူးငါ့ကို तू ကလိန်ထားလားမသိဘူးလိန်ထားနိုင်ခြေလည်းရှိရပဲအဲ့တော့ဟိုဘယ်ဟာဥမာကိုစီကနေ ထုတ်ပြီးတော့မရှင်းဘာဆိုကိုတိရရ information မမှန်ပါဆိုလို့ဟုတ်တယ်မှန်နေမှာဒီကိုကြောင့်တူရကိုထိခိုက်သွားမှလည်းကိုစိတ်ပူတယ်ဆိုတော့ဟုတ်ပါတယ်အဲ့တော့ဒီတိုင်းနေပဲနေဟုတ်တယ်တချို့အရာတွေကလည်းရှင်းနိုင်နေမကောင်းတာလည်းရှိရလीเนาะဟုတ်တယ်အဲ့တော့ဟိုပေါ့နော်နောက်တစ်ခုကလေအမကလေယွန်းကိုသဘောကျတာဗာလဲဆိုတော့ academy ရတော့ဟာဆိုရင်ယွန်းကလေအဲ့ thank you speech ပြောတဲ့အချိန်မှာလေကျေးဇူးတင်စကားပြောတာဒီငငယ်ရွယ်လေးနဲ့လေအဲ့လိုစီခါပကုံးပြောနိုင်တဲ့ scale ကိုလူကြီးတယောက်လို့အဲ့လိုမျိုး scale ကိုအရန်သဘောကျတာ အဲ့ဒါလေးဒီလားကြာရှုပ်ဆိုရင်ပြောကြရဲကွာအဲ့နဲ့ဒါတဲ့ကြိုပြီးတော့လေသူလေးလာတာကြိုပြီးစီထားတာပေါ့နော်အဲ့လိုမျိုးကြိုတိနေလို့ဆိုပြီးတော့နော်အဲ့လိုမျိုးတချို့လည်းပြောထားမျိုးကြီးလည်းရှိရဲဒါပေမဲ့အမလုံးဝအဲ့ဘလောက်ပဲကြိုလေးလာတာလေးလာတာအမဆိုအဲ့လောက်ကြီးနှုတ်တိုက်ဘလုံးမှမပြောနိုင်ဘူးကွာအဲ့တော့အဲ့အဲ့တုန်းကအကြောင်းရလေးအဲ့အဲ့ moment လေးကိုသိချင်တယ်အဲ့ moment ဒီငင်ငင်လေးနဲ့နော်ဟုတ်တယ်ပြောရအဲ့အဲ့ moment ကိုပြောရမယ်ဆိုရင်တော့အမ် အရင်ဖဖေကအရင်ဆုံးပြောမှာပေါ့နော်ဖဖေချောင်းပေါ့နော်ပြောဒါပေမဲ့တခုရှိတယ်ယောအဲ့ဟာကိုလေတစ်ခါပဲပြန်ကြည့်ရအခုတည်းပြန်မကြည့်ဘူးဘာလို့လဲဘာလို့လဲအဲ့ဟာလေတစ်ခါကြာလို့ရှိရင်အဲ့လိုအတူလေးတက်လာရှိရလေအဲ့လိုဆိုအဲ့ရုံကခံစားချက်ကြီးကရင်ထဲပြန်ရောက်လာလို့အဲ့လိုမခံစားနိုင်လို့အဲ့လိုမျိုးလေစိတ်လှုပ်ရှားမှုတွေတုံပြီးတော့လေဝမ်းတာတာတွေရောဟိုဒါကြီးကတကယ်ဖြစ်သွားပါလားဆိုရဲဟာမယုံနိုင်တာတွေရော အဲပြီးရင်အဲ့အဲ့တုန်းကအောက်ကဒီလူတွေရဲ့အရှိန်တွေရောအကုန်လုံးပြန်ရလာရင်လဲမလေးအဲ့ဆိုအဲ့ moment ကိုခဏခဏပြန်မခံစားနိုင်ဘူးအမ်အဲ့တော့တခါပဲကြည့်ရတယ်တခါပဲကြည့်ရဘယ်တော့ပြန်မကြည့်တော့ဘူးအမ်အဖေဖေကြောင့်ဘာလို့ပြောရလဲဆိုရင်ဒါသူ့တော့ဒါဂျေဆုတရားမှာပေါ့နော်ယောအခုချိန်ထိလည်းဒါအဲအဲ့2023ပေါ့နော်အခုဆို ဆယ်နှစ်နှစ်လောက်ရှိပြီဆယ်စုနှစ်တခုအောင်ကျော်သွားပြီပေါ့နော်ဒါပေမဲ့လူတွေတွေးလို့ရှိရင်မမလို့ပေါ့အဲ့လိုမျိုးပြန်ပြီးတော့ဒါဟိုတခုတခါနဲ့ချီချူပေးရတူတွေရှိရဲအဲ့ဆိုရင်ကဖဖေကိုကျေးဇူးတင်တာပေါ့နော်အဲ့အရွယ်တော့ဟာဟိုတခုခုဆိုရင်음ကြိုတင်ပြင်ဆင်လေးတော့ရှိရဲအဲ့အရွယ်ကလေးအမ်ကြိုတင်ပြင်ဆင်လေးရှိရဲဒါပေမဲ့ဒါကြီးကတော့ပြင်ဆင်လို့မကောင်းလို့ကိုယ်တိုင်ထဲမှာခံစားထားရပါဆိုကိုပြင်ဆင်ထားလိုက်ပြီလို့ရှိရင်မဖြစ်လာခင်ကိုပဲခံစားမှာဆိုပြီးတော့လေအဲ့ဟာတော့ ကျုံမပြင်ဆင်ခဲ့တော့ဒါပေမဲ့အဖေဖေကကျတော့အဲ့ဒီရဲ့မနေ့ပြန်လို့ပွဲဆိုရင်ဒီနေ့လို့ညရောက်မှာတော့ပြောရတမီးဖြစ်နိုင်ချင်တဲ့ခုရှိရဲ့မရလည်းဖြစ်နိုင်တယ်ရတော့လည်းဖြစ်နိုင်တယ်မရတော့ရင်ဘာမှဖြစ်အိမ်ပြန်လာရုံပဲဘသူမှဖေရောမေရောဘာမှဖြစ်မှာမဟုတ်ဒါပေမဲ့ရတော့ခဲ့ရင်တမီးတနိုင်ငံလုံးရှိမှာစကားပြောရမှာနော်ဆိုပြီးတော့အဲ့လိုမျိုးတတိပေးရပါတော့နော်တတိပေးရဟုတ်တယ်ဟုတ်တယ်ပေါ့ဟိုဘလိုပဲဖြစ်ဖြစ်တော့ဒါကလည်းဟိုမဖြစ်ဘူးဆိုရင်တော့ အဲပါစံနေတဲတဲလေးတစ်ခုလောက်တော့ရှိနေရပဲငါဒါလေးပြင်ဆင်လိုက်လို့ဘာမှမဖြစ်သွားဘူးဆိုပြီးအဲ့နေ့ညမှာအဲ့လိုစဉ်းစားစဉ်းစားဘယ်သူတွေငါပြောတင်လဲပေါ့အဲပြီးလို့ရှိရင်ဖေဖေတို့မမေတို့ကလည်းသူအကြံပေးရပါလေအန်သူကတော့ပြောမှာနော်တမီတို့ကတော့ထည့်ပြောမှာနော်အဲ့လိုမျိုးအဲ့ဆိုစာချက်တလို့ပဲတည်ရမလားစာချက်လို့စိတ်ထဲလေးမှာအဲ့လိုအစင်လိုက်နေမှတ်ထားဆတ်တော့နေတမီနော်အဲ့ဆတ်တော့နေကဲတော့နေကနော်ကဲ ဆက်ရတည်နေမှုပြီးတော့အကွက်ကြကြနဲ့လေကိုလုံးရမယ့်လုံပေါ့နော်ကိုနဲ့ဆက်ဆက်နေတဲ့လုပ်ငန်းတစ်ခုပေါ်မှာလည်းအကောင်းဆုံးတွေ့တော့စီနေတကယ်ချီးကျူးပါတယ်ဒီမှာလေချီးကျူးရတယ်ကဲအဲ့တော့မရဘူးလေနော်ဒီလို moment ကိုဟုတ်တယ်ဒါပေမဲ့အရှိဆက်ပြီးတော့အများကြီးရအောင်ပါအေးဖြစ်ပါစေအဲ့တော့အဲ့ဒါတိမ်မင်းသမီးရဲ့ဂျန်နာရီနော်ဆိုတော့ဟိုညီမလေးကဟုတ်တယ်ပရိသတ်တွေကမဆက်လို့ရှင်တယ်ပရိသတ်တယောက်အနေနဲ့ဆိုရုံးကအများကြီးလုံနိုင်နေကို့အသက်ရွယ်လေးနဲ့ကိုတကယ်ကို heavy ဖြစ်တဲ့ character တွေကိုအကောင်းဆုံးပုံဖော်နိုင်နေပေါ့နော်ဆိုတော့အဲ့လိုမျိုးညီမလေးရိုက်ခဲ့မှာညီမလေးရဲ့ကုသိုလ်ကံတစ်ခုလည်းရှိမယ်ထင်တယ်စကားရ လက်ဦးဆရာဦးကျော်ဟင်းနဲ့တွေ့ဆုံခဲ့တယ်ပြီးတော့တကယ်ဝါရဲစဘာရင်တွေအများကြီးနဲ့တရုပ်ဆောင်ခဲ့ရတဲ့အခါကျတော့ရွေးရဲ့ဒီငေဘဝအနုပညာတရုပ်ဆောင်တဲ့ခရီးလမ်းမှာဟိုကိုယ့်ရဲ့အမှတ်တရလေးတွေပေါ့မမှီတဲ့လောက်ပြီးတော့ဆရာသမားရင်းနဲ့တွေ့ဆုံခဲ့တဲ့အပိုင်းလေးတွေရွေးစိတ်ထဲမှာမမှီတဲ့လောက်လေးပြန်ပြီးဝေမျှပေးပါဟုတ်အမ်ဟိုလူလူတယောက်ကလေအဲ့လိုသူကိုပိုင် oral လေးရှိရလေနော်အဲ့ဟာပတ်ဝန်းကျင်နဲ့အများကြီးဆိုင်တယ်လို့ယွန်းထင်တယ်အာယွန်းကဒီအခုလိုမျိုးဟို တခုခုဆိုလို့ရှိရင်အလုပ်ဆိုလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုနဲ့လှုပ်ချင်တယ်တော့အဲ့လိုတိတ်ပြီးတော့အတိမ်းဆောင်မခံခြင်းဘူးတော့အဲ့လိုပြီးလို့ရှိရင်လှုပ်လိုက်မိရဲ့အရာတခုပြန်သွေးပြီးကျင်နေချင်တယ်တော့အဲ့လိုမျိုးဟာရလူကြီးတွေနဲ့ငငယ်လေးကနေလာခဲ့လို့လို့ယုံထင်တာပေါ့နော်။ဒါဆိုဟိုလောကကြီးတဲ့ဟိုဆက်ရပြီးမှရောက်လာမဖီကလာဖီကလာစကားပြောခဲ့ရအောင်ပတ်ဝန်းကျင်မှာလူအယောက်20 30နဲ့နေ့တိုင်းဖြတ်တန်းခဲ့ရပါပေါ့နော်။ အဲ့လူကြီးတွေအလုတ်လုတ်ပုံသူတို့ပြောတဲ့စကားတွေအဲပြီးရင်သူတို့အလုတ်ကိုတိတိကျကျဘယ်လိုလုတ်လဲဒီရရဲ့အချိန်ဒေါ်တွင်းလေးမှာဘယ်လောက်တန်ဖိုးရှိအောင်လို့လုတ်သွားကြရလဲအချိန်ကိုအတုံးချသွားလဲပေါ့နော်အဲ့လိုမျိုးအများကြီးမြင်ခဲ့မြင်ခဲ့ပြီးတော့ကြောက်ဟိုမသိစိတ်ထဲမှာစိတ်ဝင်နေရပေါ့နော်အဲ့ဆိုပတ်ဝန်းကျင်ကအရင်အေးချေပတ်ဝန်းကျင်ကဟိုအများကြီးဒီကလေးတယောက်ကိုပြောင်းလဲနိုင်တဲ့ပုံသွင်းနိုင်တယ်လို့ယုံထင်တယ်ပေါ့နော် အဲ့ဆိုအဲ့လိုမျိုးလူတွေအများကြီးချိန်မှာနေခဲ့ရတယ်မမပြောလို့ကံကောင်းတာလို့ယုံသတ်မှတ်တယ်ဟိုတကယ်ဟိုဘယ်လိုပြောမလဲအနုပညာကိုချစ်တဲ့စိတ်နဲ့အာဒီအနုပညာလောက်ရရင်ကိုသူတို့မှာ enjoy ဖြစ်ပြီး fashioning အရာလုပ်တဲ့ဒီတရုပ်ဆောင်တွေနဲ့မြှီခဲလိုက်တယ်ပေါ့နော်ဆုံးတွေ့ခဲ့ရဟုတ်တယ်အခုအခုအဲ့လောက်ကြီးလားဆိုအခုအဲ့လောက်ကြီးမဟုတ်ကြတော့ဘူးเนาะအဲဒါပေမဲ့အဲ့လိုမျိုးနေခဲ့ရဖြစ်တဲ့အတွက်ယောကျေးဇူးတင်တယ်အဲ့ဟာတော့လည်းပြောရသူတို့ကလည်းမမေ့ဘူး အဲမသွေးဖြစ်တော့ရင်တော့မှစိတ်ထဲမှာအမြင်ရှိရတယ်။ဟုတ်တယ်။ကျေရသမားကောင်းနေမှာတွေ့ဆုံခဲ့ရတာ။အနည်းကတွေ့ဆုံခဲ့ရတာနော်။အဲ့ဒါကံကောင်းခြင်းတစ်ခုပဲ။ကိုရုလိုပါညီမလေး။ဟုတ်။ကျေရသမား။အမတို့ရောဆရာသမားကိုဒီဇိုင်းဆရာသမား။သူဆရာသမားနဲ့ရောက်ရှိတယ်။ကျေပါဘောဘောစကားကောင်းပြောရင်ဆေးရုံတားကက်လန်ကလက်ဖြစ်။ဟုတ်တယ်ညီမကဆေးရုံတဲ့လေဟုတ်တယ်ဆရာသမား။တကယ်လေညီမလေးဒီဘော က်တန်းဖို့အစင်းစင်းရတယ်တကယ်အားကြစရာလည်းအများကြီးပဲเนาะဘဝလေးကတော့ပျော်ရွှင်စရာကောင်းနေမယ်လို့တော့ကိုယ်တော့ထင်ပါတယ်ရှေ့ဆက်ပြီးတော့လည်းညီမလေးဒီလုံမဲ့နှုပညာလှူရှားမှုတွေကိုကိုတို့ညော်နေဦးမယ်เนาะအဲ့တော့ဒီနေ့မှလည်းအခုကိုတို့ဒီရပြီးလို့ရှိရင်ညီမလေးနဲ့ဒီပျော်ရွှင်စရာကောင်းတဲ့ game တွေကစားဖို့ရှိသေးတယ်အဲ့ဒါကိုသိပြီးသွားလားမသိသေးဘူးရှင့်အဲ့ဒါ surprise ပေါ့ညီမလေး surprise ပေါ့ ခင်းဆော့မယ်ခင်းဆော့ရောခင်းမဖြစ်ဖြစ်ရောတခုခုပဲလောက်ခိုင်းလောက်ခိုင်းအဲ့မှာရောကျွန်တော်ကတော့တော်တော်ဖြစ်မှာကျွန်တော်တော့နည်းနည်းဖြစ်မှာဟာအဲ့ဒါရိုက်တယ်လေအကျိတ်နေရောအကျိတ်နေရောအကိုကတော့လက်ရှိရှုံးပွဲမရှိတဲ့ဟမ်ပြန်ကိုချက်ပြန်ရမောကောင်း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 โอเคโอเคตัวสุดท้ายเนี่ยว่ะแกแกเนี่ยเนี่ยไม่เอาไม่เอาเนี่ยไม่ก้าวไปเนี่ยไม่อยากโอเคโอเคแล้วเราเราဒီနေ့အဲဒီကမင်းသမီးလေး ညွှန်းညွှန်းနဲ့လေနော်တော်တော်များများသိကျင်တာတွေလည်းတည်ပြီးသားဖြစ်မှာကြိုးစားကောင်းတဲ့အစီအစဉ်လေးပဲကိုတောင်းလိုက်ကြရအောင်ဗျာ